ူတော်ကောင်းတွေပြုတဲ့ဒါန၅မျိုးနံပါတ်၁သတ္တရာဒါနတိတိယုံကြည်မှုနဲ့ပေးတယ်တဲ့မြတ်စွာဘုရားရှင်ကိုရောင်မြတ်ကြီးရဲ့တပညုတညာကိုယုံကြည်တဲ့အဓိကကတို့ကိုယ်ွယ်တဲ့မြတ်စွာဘုရားအလုံးစုံသောတရားကိုသိတော်မူတယ်မြင်တော်မူတယ်လို့မြတ်စွာဘုရားရဲ့တပညုတညာကိုယုံကြည်လို့ရှိရင်ဘုတော်ကောင်းတရားကိုလည်းယုံကြည်ပြီးသားဖြစ်တယ်တန်ဃာတော်တို့ကိုလည်းယုံကြည်ပြီးသားဖြစ်တယ်ကံကံရဲ့ကျိုးကိုလည်းယုံကြည်ပြီးသားဖြစ်တယ် ဲ့ဒီယုံကြည်မှုရှေ့သွားပြုတ်ပြီးတော့ဒါနပေါင်းမှုကိုပြုတ်တယ်တဲ့အထူးသဖြင့်ငါအခုလှုပ်လိုက်တဲ့အလုပ်ဟာကောင်းကျိုးချမ်းသာကိုဖြစ်ထွန်းစေတဲ့မုံမြတ်တဲ့အလုပ်ဖြစ်တယ်လို့ဒါနကောင်းမှုရဲ့အကျိုးဆက်ကိုယုံကြည်တဲ့တရားတရားရှေ့သွားပြုတ်ပြီးတော့ပြုတ်တဲ့ဒါနမျိုးပေါ့နော်တတ္တရာဒါနံဒိဋ္ဌိနောက်တက္ကိစ္ဆံဒါနံဒိဋ္ဌိတဲ့ရိုးရိုးသေးသေးပေးတယ်တဲ့မယိုးမသေးမလေးမစား အဲ့ဒါလိုမျိုးလှူတာမဟုတ်ဘူးလူဘဝထုကိုလည်းယူသေးတယ်အလုခံတဲ့ပုံကိုလည်းယူသေးတယ်လေးစားတယ်တံပိုးထားတယ်စိတ်ထဲမှာအလေးတည်ယူဂယုတစက်တဏ္ဍာကောင်းမှုကိုပြုပုံတော်ကြောငါရှိတာပဲမန်တက်ပြီးတော့ဖြစ်တယ်လို့မျိုးပေးလိုက်လှူလိုက်တာမျိုးမဟုတ်ဘူးเนาะကို့အလုပ်ကလေးကိုဂယုတစက်တံပိုးထားပြီးတော့ယူသေးတယ်လှုပ်တာအဲ့ဒါကိုတကိစ္စဒါနနောက်ကာလေနဒါနံဒေတိတဲ့အချိန်ကာလနဲ့ လိုအပ်နေတဲ့အနေအထားလေးကို ကြည့်ပြီးတော့ဒီအချိန်မှာဘာလို့လဲအံဝင်ကွင်ကြာလေးဖြစ်အောင်လှူတဲ့တန်တက်တာလိုအပ်နေတဲ့အချိန်မှာလိုအပ်နေတဲ့အရာလေးကိုလှူလိုက်ရတာမျိုးကိုကာလဒါနာလို့ခေါ်တယ်ခုအတွက်ကြည့်ပြီးတော့လှူဒါရမရောက်ဘူးအလှကံပုံကိုအတွက်ကြည့်ပြီးတော့လိုအပ်မဲ့အရာလေးကိုဖြည့်ဆည်းပေးလိုက်တာဒါကအလွန်မွန်မြတ်တဲ့စိတ်ဓာတ်လေးတော့လည်းဆိုနိုင်တယ်ပေါ့နော်ဒါမျိုးကိုပါခေါ်တော့ကာလဒါနာတဲ့ နောက်အနုခိတစိတ်တော်ဒါနံဒေတိတဲ့မကန့်ညီပဲနဲ့ဒါနကိုပြုရမယ်တဲ့ကိုယ်စွန့်လို့မဲ့အရာရဲ့ပုံမှာမပြတ်မသားမဖြစ်စေရဘူးပေါ့ဒါကိုလွတ်လွတ်စွန့်နိုင်ရမယ်ညီကက်တွေတာမှုမရှိပဲနဲ့စွန့်လို့နိုင်ရမယ်တွန်းတွန်းဆုပ်ဆုပ်ဒါရဲ့ပုံမှာမပြတ်သားတဲ့စိတ်နဲ့နော်များများများသွားမလားနောက်ငယ်ငယ်တုန်းကတက္ကမကြီးတယောက်ပြောတာကြားဘူးတယ် နေသွားရင်လည်းအားနာကြရည်များသွားတော့လည်းနှမျောစရာရည်ဟုတ်လားတကြားရတယ်သိလားနေမြန်နေသွားမလားနေသွားရင်လည်းအားနာနေတဲ့အလှကံပုံကများသွားတော့လည်းနှမျောတယ်တဲ့သူကတော့ယူသားတယ်လို့တော့ပြောရမလို့ရှိရနော်အေးအဲ့တော့လှုပ်ဘဝထုရဲ့ပုံမှာမလုပ်ရမလို့ညစ်ကတွေ့တာမှုမရှိရအဲ့တော့ကိုယ့်ကိုပြတ်သားနိုင်ရမယ်ပေါ့နော်မလှုပ်နိုင်ရင်လည်းဟောမလှုပ်နဲ့ပေါ့ လှနိုင်တာလေးကိုတော့ပြက်ပြက်သားသားလေးလှုပ်နိုင်ဖို့မလိုဘူးလားဒီအဲ့လိုမျိုးကိုပါခေါ်တော့အနုဂဟိတမညိကဖဲနဲ့လွတ်လွတ်စွန့်နိုင်တဲ့သဘောဒါကလေးခုမြောက်တပ္ပရိသဒါနနောက်ငါးခုမြောက်ဒါနကျတော့ပါပြောတော့အတ္တနေစပရင်စအနုပဟိဇဒါနံဒေတိကိုကိုလည်းမထိခိုက်စေဘဲနဲ့သူများကိုလည်းမထိခိုက်စေဘဲနဲ့အလှူဒါနကိုပြုရမေးတဲ့ဒါကဘာဆိုလိုတာတုံးဆိုတော့ အပြိုင်အဆိုင်သဘောတွေမပါစေရဘူးလို့ဒိုက်ရိုက်နားလည်ရအောင်။ငါတို့တွေလုံနိုင်တယ်။တို့လုံထားနေပေါ့။ငါတို့တွေတောင်းအောင်လုံလိုက်အောင်မယ်။မန်နေနဲ့ရှင်ပြိုင်မှုတွေနဲ့အလုံးရှူရှင်တဲ့ဒါနာကောင်းမှုတွေထဲမှာအလုံးအကြီးတန်းအယုတ်ဆိုးတဲ့စိတ်သဘောထားတွေပါဝင်နေတာ။ကိုယ့်ကိုယ်ကိုလည်းထိခိုက်စေတယ်၊သူများကိုလည်းထိခိုက်စေတယ်။တချို့ဆိုလို့ရှိရင်နှုတ်ကထွက်ပြီးတော့ပြောတာတောင်မရှိဘူးလား။ရှိရနော်။အဲ့ဒီအချိန်မှာအဲ့ဒီလိုကြီးဖြစ်နေတဲ့စိတ်ဟာ အောင်းတယ်လို့ဆိုမလားမဆိုနိုင်ပါတော့ချမ်းသာနေတယ်လို့လည်းပြောလို့မရဘူးဒါဆင်းရဲနေတယ်ပူလောင်နေတဲ့အနေအထားပဲဟုတ်လားတို့တော့လှူတာပဲအဲ့လိုမျိုးတော့အပြိုင်ဆိုင်သဘောမျိုးတွေနဲ့အဲ့ဒီစိတ်တွေနဲ့တော့လှူရတန်းရတာပူလောင်နေပင်ပန်းနေဆင်းရဲကြားတယ်လို့ကလည်းပဲမခံခြင်းဖြစ်တယ်ကိုယ်ကိုလည်းထိခိုက်စေတယ်သူများကိုလည်းထိခိုက်စေတယ်အဲ့ဒီလိုထိခိုက်မှုမရှိဘဲနဲ့အလိုဒါနကိုပြုရမယ် ၅မျိုးသူတော်ကောင်းတွေဌာနပြုတ်ပုံပြုတ်နေ၅မျိုးအဲ့ဒါမြတ်စွာဘုရားကအကျိုးရလက်နဲ့တွဲပြီးတော့အဲ့ဒီ၅မျိုးကိုဆက်ပြီးတော့ဟောတယ်ဒါလေးကိုအရှင်တို့မင်းကွန်းစတော်ဘုရားကြီးကဆောင်းပုံကလေးစီပေးထားတယ်တတ္တာကြီးညိုရိုသေလှစွာ အခါကိုတိမစွန့်ညိပဲမထီမပါလှူတုံများ၅ပါးတပ်ပုရိတမြတ်ဌာနအနှစ်ချုပ်ကလေးတွေကတန်ဖိုးရှိတယ်ဟုတ်လား ဆက်ပြီးတော့ဥယျာဉ်တို့ပိသက်ပေါင်းတရကုန်တို့မှတ်သားကြရမှာကအဲ့ဒီဒါန၅မျိုးမှာအသီးအသီးအကျိုးပေးလေးတွေကသူကန္နာလေးနဲ့သူရှိနေတယ်အဲ့ဒါလေးကတော့စိတ်ဝင်စားစရာပဲတရားတရားနဲ့လှူမယ်ယုံကြည်မှုနဲ့လှူမယ်ဆိုလို့ရှိရင်ဖြစ်လျာဘဝမှာရုပ်ရည်လှပတဲ့အကျိုးရလတ်ကိုအထူးပြုပြီးတော့ရရှိလိမ့်မယ်တဲ့တရားတရားကကြည်လင်တဲ့သဘောလေးရှိတာဟုတ်ယုံကြည်မှုမှာကြည်လင်တဲ့သဘောလေးရှိတယ်အဲ့ဒီကြည်လင်မှုသဘောလေးက နော်ဥရှိနေတဲ့အတွက်ကြောင့်အဲ့ဒီဒါနရဲ့အကျိုးပေးရလာတဲ့အခါမှာမြင်ရတဲ့လူကကြည်လင်သွားစေတယ်ကိုယ့်ရဲ့ရုပ်ရည်လေးကလှတဲ့လူကိုမြင်ရတာနဲ့အိုတဲ့လူကိုမြင်ရတာနဲ့စိတ်ခံစားချက်ချင်းတူလားဘယ်တူမလို့အများကြီးပြောင်းလဲမှုရှိတယ်အဲ့ဒီအလှပနဲ့ပတ်သက်ပြီးတော့လည်းပဲတွေးစရာတော့အရင်ကောင်းတာနော်လှတဲ့လူကိုမြင်လဲရတာနဲ့ဘာမှသူတို့အကြောင်းဘာမှမသိသေးဘူးလာတဲ့လူကလည်းစိတ်ဓာတ်ကဘလို့အိုတဲ့လူကလည်းစိတ်ဓာတ်ကဘလို့ဘာမှမသိသေးဘူးရုပ်ကလေးနှစ်ခုပဲတန်တန်လေးချပြီးတော့မြင်လိုက်မယ်ဆိုရင် ဘယ်အရာကစိတ်နှလုံးကိုပူပြီးတော့ကြည်နူးစေတယ်လဲအဲလားတဲ့လူမျိုးနဲ့နော်စဉ်းစားကြည့်ဟုတ်လားအဲ့တော့ကြည်လင်တဲ့စိတ်တရားတရားလေးနဲ့လှူရတာနော်ကြည်ရတဲ့လူရဲ့စိတ်ကိုကြည်လင်သွားစေလောက်အောင်ကိုပဲလှပတဲ့ရုပ်ရည်ကိုဖြစ်စေတယ်ဆိုတာအယမ်းမှသဘာဝကြားတယ်လို့မဆိုနိုင်ဘူးလားဆိုနိုင်နော်ဒါကြောင့်တရားကြည်လင်လှူဒန်းလျင် ရုပ်သွင် အစဉ်လှအဲ့လိုလေးရေးတယ်ဆိုရည်နောက်ဦးဇင်းတို့တက္ကိစံဒါနံဒေတိ ရိုးရိုးသေးသေးဂယုတစိုက်ကလေးတစားတံပိုးထားပြီးတော့လှူမယ်ဆိုလို့ရှိရင်တော့ဘလို့အကျိုးကျေးဇူးမျိုးရမှာတော့တဲ့ရိုးသေးလှူညာသူ့စကားအများနာယူရကိုယ်အတိုင်းဝိုင်းထဲမှာကိုကဩဇာရှိတယ်ကိုပြောလို့ရှိရင်ပြီးတယ်ဟောတချို့ပစ္စည်းဥစ္စာတာပေါ်တာအဲ့ဒီဩဇာကင်းနေတဲ့လူတွေရှိရနော်သူပြောရင်နားမထောင်နားမထောင်တဲ့သာသမီမျိုးပဲရတယ် နားမထောင်တဲ့ကိုယ်စကားကိုနားမထောင်တဲ့ကိုယ့်ကိုမလေးစားတဲ့ကိုယ့်ကိုတန်ဖိုးမထားတဲ့ကိုယ့်ကိုဂယုမဆိုင်တဲ့အတိုင်းဝိုင်းပဲရတယ်။အဲ့ဒါလည်းတော်တော်ခံရခက်စီမှာပဲနော်။ဟုတ်လား။ဒါကြောင့်အဲ့လိုမျိုးမဖြစ်ရလေအောင်လှူတယ်တန်းတဲ့အခါမှာဘာလို့အောင်လို့ယူသေးတဲ့စိတ်ရှိရမယ်နော်။ယူသေးလှူညာသူ့စကားအများနာယူရတယ်။နောက်ဦးဇင်းတို့ကာလဒါနနောက်အချိန်အခါလေးကိုကြည့်ပြီးတော့လိုအပ်တာလေးကိုရွေးချယ်ပြီးတော့လှူတတ်တယ် အဲ့လိုလူမျိုးအဲ့ဒီလိုလူအဲ့ဒီလိုအလှမျိုးကရရှိစေတဲ့အကျိုးကျေးဇူးကဘာပြောလို့ဆိုတော့အခါတိတဲ့ပြင်လှူတုံလှင့်ချိန်သင့်ကောင်းကျိုးရကိုလိုအပ်တဲ့အချိန်မှာလိုအပ်တာလေးတွေဟာတကယ်ကိုပဲတိုက်တိုက်ဆိုင်ဆိုင်ရရလာတတ်တယ်တဲ့ပိတ်ပြီးတော့တောင့်တစရာမလိုဘူးပေါ့ဘယ်အချိန်မှာဘာလိုတယ်လဲလိုအပ်တာလေးဟာသူ့အချိန်နဲ့သူအဝံဝံကြအကျိုးပေးတတ်တယ်တဲ့ဟုတ်လား ဟိုကလည်းသူများရဲ့လိုအပ်ချက်ကလေးကိုဖြည့်သေးတာဆိုတော့ကိုယ့်ရဲ့လိုအပ်ချက်ကိုလည်းပဲကိုယ့်စီရင်တာပဲပြန်ပြီးတော့ဖြည့်သေးသွားတယ်ဆိုတဲ့သဘောတဘာဝတော့ကြားတယ်နော်တချို့အရွယ်လုံးမှပစ္စည်းဥစ္စာတွေအများကြီးရှိတာအာလိုအပ်တော့ဘာတော့ခံစားဖို့အတွက်ဘာမှခန္ဓာကိုယ်ကြီးကကောင်းတာမရှိတော့မျက်စိတွေကမွဲနေပြီမျက်စိတွေကမမြင်ရတော့ဘူးဆိုတဲ့အနေအထားမျိုးမှာကြည့်စရာကောင်းတာတွေဘလောက်ရှိရှိအဲ့ဒါကသူ့အတွက်ဘာတန်ဖို့ရှိတော့ဘာမှတန်ဖို့မရှိဘူး မြင်နိုင်လုံးကြည့်နိုင်လုံးလေးကြည့်စရာကောင်းတာလေးရမှာကောင်းမှာပေါ့ဟုတ်လားဒါလောကီလိုလေးတွေနားလည်ဖို့လိုတယ်ဟုတ်လားအေးဒါကြောင့်ကာလဒါနာဟာကိုလိုအပ်တဲ့ချိန်မှာလိုအပ်တဲ့အရာလေးကိုရစေတတ်တဲ့အကျိုးကျေးဇူးမျိုးကိုဖြစ်ထွန်းစေတယ်၃မျိုးရှိနော်နောက်ဦးဇင်းတို့အနုခိတဒါနာမကက်ညီပဲနဲ့လွတ်လွတ်ဆွန့်ကျဲပြီးတော့လှူနိုင်တဲ့ဒါနာမျိုး तू ကဘလို့အကျိုးကျေးဇူးရှိတုံးတဲ့မစွန့်ညှိတောင်းလှူတုံရှောင်းအကောင်းသုံးဆောင်ရတယ် ကောင်းတာကိုသုံးစွဲလိုစိတ်ရှိတယ်ကောင်းတာကိုသုံးစွဲနိုင်တဲ့အနေအထားလည်းရှိတယ်တခါတလေဒီကံတရားတွေရဲ့စံကျင်မှုကစိတ်ဝင်စားတဲ့အကောင်းတယ်တချို့ပစ္စည်းဥစ္စာချမ်းသာတယ်ဒါပေမဲ့အကောင်းသိပ်ပြီးတော့မသုံးရတဲ့လူတွေရှိတယ်ဟုတ်လားကြံ့ကြံ့ဖန်ဖန်လွဲနေကြတာပေါ့လေနော်နားလည်ဖို့လွယ်နော်ဒါကြောင့်ညစ်ကပ်တွေ့တာမှုကင်းကင်းရှင်းရှင်းနဲ့လှူနိုင်တတ်နိုင်ဖို့အရေးကြီးတယ်ဟုတ်လားလေးမျိုးရှိပြီနော် မတိမပလှူတုံညာငါးပါးယမခတဲ့နောက်ဆုံးအတ္တနိစပရင်စအနုပဟိစနော်ဘဇုကိုမှမထိခိုက်စေဘဲနဲ့အပြိုင်ဆိုင်သဘောမပါဘဲနဲ့ရိုးရိုးလေးချူပြူလေးတန်တန်လေးလှူတဲ့အလှအဲ့ဒီလိုအလှမျိုးကဘာဖြစ်စီတော့ဖြစ်လျာဘဝမှာကိုယ့်ရဲ့ပိုင်ဆိုင်မှုကိုရန်သူမျိုးငါးပါးကမနှောင့်ယှက်မဖြစ်စီနိုင်ဘူးတဲ့ခိုင်မြဲတယ်ဟုတ်လား